ကလေးနှစ်ယောက်ကြားကယူသားဖြူစင်တဲ့မေတ္တာတရားတွေကြောင့်လူသိများလာတဲ့ပန်းတယ်မာလီလာပြေကဲပရိသတ်ကြီးတို့ရင်ဒီကဘာကြီးမှာဒီကလေးတွေလိုမျိုးမေတ္တာပန်းတွေသာပွင့်မယ်ဆိုရင်အင်ချေရာမဲ့ဖြစ်သွားတဲ့သူတွေလည်းရှိမှာမဟုတ်တလို့ကဘာကြီးကလည်းအခုလိုမျိုးပူလောင်နေတော့မှာမဟုတ်ပါဘူးဒီကလေးနှစ်ယောက်ကတော့မိဘတွေရဲ့ဖြစ်တည်မှုကြောင့်ဆင်းရဲခြင်းချမ်းသာခြင်းဆိုတဲ့ဂုံဘုတ်တစ်ခုအောက်မှာအင်မတန်မှအဆင်အတန်းကွာခြားနေကြတာပဲဖြစ်ပါတယ် ဒါပေမဲ့လည်းဒီကလေးမလေးကတော့နေ့စဉ်နဲ့အမျှရွှေတကုံဖျားမောဟအရှိမှပန်းရောင်းပြီးတော့မိသားစုစားဝေးနေရေးကိုစူးစမ်းပြီးဖြစ်ရှင်းနေပြီးကောင်းလေးဖြစ်သူကတော့နေ့စဉ်နဲ့အမျှကိုပိုင်ကားနဲ့ကြောင်းအကျိုးအပွတ်လုပ်ပေးမဲ့မိဘတွေရှိနေခဲ့ပါတယ်။ဒီလိုမျိုးကွာဟမှုတွေတဲမှာမှကောင်းလေးဖြစ်သူဟာမိဘတွေတောင်းစားရင်တောင်မှလွယ်လွယ်ကူကူမပေးတတ်တဲ့မုံမျိုးကိုဒီလာပြေဆိုတဲ့ပန်းတယ်မာလေးနဲ့တွေ့တဲ့အခါမှာတော့သူမစားရလဲအကုန်ပေးတဲ့အထီးကိုတရားတရားထက်သန်နေခဲ့ပါတယ်။ ဒါကြောင့်ပဲဒီကလေးလေးကမိဘအုတ်ထင်းသူရဲ့တွင်တင်မှုအောက်မှာဒိမာရေးချရှိသူဖြစ်သလုံးပန်းတယ်မာလေးလာပြည့်အနေနဲ့ကလည်းတသားပေးတဲ့မုတ်တွေအကုန်လုံးကိုမယူဘဲသူစားဖို့ထုတ်ကိုယ်သာယူပြီးပြန်ပေးခဲ့တာကြောင့်ဒီဗီဒီယိုလေးတစ်ခုဟာဆိုရှယ်မီဒီယာပေါ်မှာခေါင်းပါလွတ်နဲ့မေတ္တာတရားကိုကလေးတွေစီမှာပြန်တွေ့ရတဲ့အနေနဲ့နာမည်ကြီးသွားခဲ့တာပဲဖြစ်ပါတယ်ဘလို့ပဲဖြစ်ဖြစ်ပါအခုအချိန်မှာတော့ဒီယူသားလုံးနဲ့လာပြည်လေးအတွက်အလူရှင်တွေလည်းရှိနေပြီဖြစ်သလိုကလေးအဖေအနေနဲ့လည်းကြောင်းထားပေးဖို့စဉ်းစားပေးနေတာကြောင့်မို့လို့ပရိသတ်ကြီးတို့လည်းလာပြည်လေးကောင်းကောင်းမွန်မွန်ကြီးပြင်းလာအောင်လို့အားပေးသွားကြပါအောင်ဗျာ